က်ထားခဲ့တာလေထားခဲ့မှမခံစင်ချင်တာအမေနဲ့တူတူရှိစေချင်တာဒါပေမဲ့အမေကအနေ့တိုင်းငိုရရန်ဖြစ်နေဆိုတော့အဆင်မပြေတော့သူတို့နှစ်ယောက်လမ်းခွဲတာပိုကောင်းမယ်ထင်လို့ဟန်လေးကိုယ်တိုင်ပဲဆုံးဖြတ်ပြီးအမေနဲ့အတူတူနေခဲ့တာပါအကာယကံဝစီကံမနောကံမနောကံဆိုတော့စိတ်နဲ့အမြဲအဖေကိုစိတ်ဆိုးပြီးပြစ်မာတယ်တခါရရင်အဖေရှိရင် ငါဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူးငါပြမန်းမှာမဟုတ်ဘူးအဲ့လိုအားကိုးချင်တယ်အဖေကိုနောက်ချိန်ဟန်လေးပစ္စံရှာလာလာနေတဲ့အချိန်မှာအမေအမေတရားရခိုင်နှုန်းဆိုအဖေဆရာခိုင်နှုန်းပေါ့ဒါအမှန်တိုင်းပြောတာပါအမေကိုပို့ပြီးတော့ဟန်လေးကထောက်ပံ့ပါတယ်အဖေကိုလည်းဟန်လေးကမပြတ်ကွက်ပဲနဲ့ထောက်ပံ့ပါတယ်ဒီနေ့ဒီချိန်ထိပါပဲအမေဒီဒီနေ့ဒီချိန်ထိမနက်၄နာရီ နေတိုင်းထားပြီးဖျားရှိခိုးပြီးသူဈေးရောက်နေဈေးသွားရောက်လာလဲဆိုင်ခန်းနဲ့မဟုတ်ပါဘူးကားလေးနဲ့ဆိုင်ငယ်လေးနဲ့ချင်းနှောင်းလေးနဲ့တင်ပြီးတော့အမေကဈေးရောက်มาတယ်ရောက်လာလဲအကုန်ဆုံးပါပဲဟန်လေးတော့တမိတော့မသိဘူးတခါကြရင်မိုးရွှေဆိုသူထီးရောက်နေမိုးကွာရောက်နေအာလူရသည်ဆိုရင်ထမင်းခတ်တဲ့ဇွန်းနေလေအာလူကော်ရမယ်လက်အိတ်တွေအဲ့လိုမိုးရသည်ဆိုခမောက်တွေနှွေရသည်ဆိုအဲရေပြုံးနေရေဘွတ်ရေပြွတ်တွေတကြံဆိုတကြံသူကယာတီလိုက်ရောက်လာတော့အဲစီဝါရဲ့ကွက်ကတော့အမေကဒီချိန်လေးတော့အရန်အောင်မြင်တယ်အမေကိုလိုက်လို့မမိပါဘူး ုတ်ကဲ့အဖေများနေရတော့ဒီတိုင်းပါပဲအမြဲပါပဲအဖေနေရကြတော့အာဟလေးဆယ်တန်းနှစ်ခဲ့တာအမေနေရလန်ခွဲခဲ့တယ်အဲ program family ဖြစ်ခဲ့တယ်အဲ့ချိန်မှာဆိုရင်ဟလေးရဲ့မောင်လေးကဟိုလေးဖက် ကုံသွားတဲ့အရွယ်ပေါ့နော်မောင်လေးကအဖေကိုဖြူလာမဲသလားမမမိပါဘူးအဖေရဲ့မိတာတွေသူလုံးဝမရမတိခဲ့ဘူးပေါ့နော်အဲ့တော့အမေနဲ့အမေနဲ့အမကပဲသူ့ကိုကြည်ပြီးတော့ကြီးလာတဲ့ ကလေးတယောက်ပါအရန်စင်ကောင်းပါမောင်လေးအတွက်တော့ပြည့်ဆောင်ထားပေးပါတယ်ဒါပေမဲ့အဖေကကျတော့ဟိုဟလင်းနဲ့ဆိုရင်၆နှစ်အော်ကြော်ကြော်လောက်မှပြန်တွေ့တာထက်နဲ့အဲ့လိုမျိုးအဲ့ချိန်တော့မောင်လေးကငယ်သေးတယ်မောင်လေးကငါးတန်းငါးတန်းမရှိတယ်မောင်လေးနဲ့ချင်းောင်းတစ်လုံးနဲ့မန်းလေးမျိုးဘူဓာကြီးဘူဓာကြီးကနေလက်ထားလက်မှတ်ဖြတ်တယ်ဖြတ်ပြီးတော့ဖြူးကိုတွားတယ်ဖြူးကဘယ်မှာမှလည်းမတိဘူးဖြူးမှအဖေနေတာတိတယ်ဖြူးထီကိုတွားတယ်မောင်နှမနှစ်ယောက်ရထားပေါ်မှာလည်း မစားတတ်ဘူးအရင်ခစ်ဆိုအမအရင်ခစ်အရင်ခစ်ကိုတွေးကြည့်လိုက်ပဲခုနှစ်လည်းမတီးတော့ဘူးနော်အဲ့တုန်းကအမြန်လန်းကားဆိုတာလမ်းဟောင်းမရှိသေးဘူးကားစီးရမယ်ဆိုတာလည်းမတီးခဲ့ဘူးဘူးအဲ့ပြင်ဟန်လေးတော့ငုံဥလေးပဲစားပြီးမှနမနှစ်ယောက်နေ့လည်းစားလေးစားပြီးရေစုံလဲဟိုရေအိုးရွတ်ပြီးတော့ရေခဲရေလေးအဲ့အားလေးတစ်ခွက်ကို20မှတ်မိတယ်အဲ့လိုရေလေးတောက်ပြီးတော့အဖေ့စီရောက်အောင်သွားတယ်အမေမတီးအောင်အမေမတီးအောင် အဲ့လိုမျိုးပေါ့အဖေချစ်သမီးပဲဒါပေမဲ့အဖေနဲ့မိနေကသူတို့အကြောင်းရင်းရှိလို့လမ်းခွဲတယ်အဲ့အကြောင်းရင်းကိုလည်းကိုအရွယ်ရလာတဲ့အချိန်မှာအမေကရန်ရှင်းပြတယ်ဥမာအဖေကောင်းနေဖြစ်စီအမေမကောင်းနေဖြစ်စီအကုန်လုံးပေါ့နော်သူတို့အကြောင်းရင်းနဲ့သူတို့ရှိတယ်အကာယကံဝစီကံမနောကံမနောကံဆိုတော့စိတ်နဲ့အမြဲအဖေကိုစိတ်ဆိုးပြီးပြစ်မာတယ်တခါရရင်အဖေရှိရင်ငါဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူးငါပြန်မမှာမဟုတ်ဘူးအဲ့လိုအားကိုးချင်တယ်အဖေကိုအဲ့လိုမျိုးပေါ့ဒါပေမဲ့ကံတရားရပေါ့နော် ဒီဟာတွေကဘာမှမဟုတ်ပါဘူး။နောက်ချိန်ဟန်လေးပစ္စံရှာလာလာနေတဲ့အချိန်မှာအမေအမေတရားရခိုင်နှုံးဆိုအဖေဆရာခိုင်နှုံးပေါ့။ဒါအမှန်တိုင်းပြောတာပါ။အဲဘသူပဲကြည့်ကြည့်ဆွေမျိုးတွေပဲမြင်မြင်ဒီဗီဒီယိုပေါ့နော်။အမေကိုပို့ပြီးတော့ဟန်လေးကထောက်ပံ့ပါတယ်။အဖေကိုလည်းဟန်လေးကမပြက်ကွက်ပဲနဲ့ထောက်ပံ့ပါတယ်။ဒီနေ့ဒီချိန်ထိပါပဲ။ အပေါင်းအသင်းအားလုံးလည်းသိပါတယ်။ဥမာစိတ်ညစ်တာပဲဖြစ်ဖြစ်အဲ့လိုအသေးကွဲတာပဲဖြစ်ဖြစ်တခုခုဘွားကြောင့်ကအာယူတဲ့တေးလိုက်ချင်တယ်ဆိုစဉ်းစားရင်တေးလုံးဖြစ်ဘူးပဲရာကြောင့်ပဲဖြစ်ဖြစ်အဲမိသားစုရှိတယ်ကိုနောက်မှာအဲ့လိုမျိုးကိုမရှိရင်မဖြစ်တဲ့မိသားစုမို့အဲ့လိုမျိုးကိုရှိရင်ဟိုကိုမရှိရင်ဖြစ်တယ်ဆိုရင်ထွက်သွားပြီဗောဟန်လေးလည်းဒီနိုင်ငံကနေသွားချင်တဲ့နေရာသွားလို့ရတယ်နော်မရဘူးထားခဲ့လို့မရဟန်လေးမှာနောက်ဆန်တင်မဲ့အရာတွေအများကြီးရှိတယ်အဲ့လိုမျိုးမောင်လေးကိုခုနှစ်နှစ်ထဲကကျောင်းထားပေးတာဟန်လေးပြဿနာရှာပြီးတော့ အကြောင်းဟန်လေငငယ်ရွယ်နဲ့ပညာရေးဆုံးခန်းမတိုင်တောင်ဟန်လေရပစ္စံကိုရှာရတာပစ္စံဘယ်လိုရှာမလဲပစ္စံရှာပြီးတော့ဒီလိုမျိုးစာဝတ်နေရေးမိသားစုကိုပဲပူပန်နေရတာပေါ့ဒီလိုမျိုးပဲဒီဘဝတော့ဒီလိုဒီလောက်တော့ဂျင်းတ်ပါလေနောင်ဘဝဒီထက်ပိုကောင်းဒီဘဝမှာကုတုအများကြီးလုပ်အောင်မယ်တခုတော့အကန်ကောင်းတယ်အမြဲတမ်းမိပါကိုလှုပ်ကျွေးနေလို့မရှိဆားစရာမရှိရင်လည်းတငယ်ချင်းတွေသွားဆားရင်အမြဲပိုက်ကိုတင်းတယ်အမေတော်မှဟိုနေ့ကဖုန်းမနေ့ကဖုန်းဆက်တယ်လေ တမီးရဲ့အဆင်ပြေတာမေရဒီလိုပါပဲလို့အဆင်မပြေလဲလို့အမိတ်တမီးပိန်သွားတယ်လို့ကိုမရှိဘူးလို့စားနေတဲ့နေလုံးပုံမှန်လဲစားလဲဒီမှလဲစားတဲ့နေကိုအဲ့လိုမျိုးဘယ်လိုပြောမလဲဝမ်းမပြုတ်လေငတ်တေတဲ့မျိုးကိုမရှိဘူးကံကောင်းတယ်မိဘကိုလှုပ်ကြည့်တဲ့ဒါတမီတိုင်းကံကောင်းပါတယ်လှုပ်မကျွေးနိုင်ရင်တောင်းမိဘကိုဟန်လေးတို့ကစိတ်ဆင်းရဲမှုလည်းမပေးပါနဲ့စိတ်ချမ်းသာမှု အကောင်းဆုံးတော့အမေတွေစကားကိုအဖေတွေစကားကိုနားထောင်ယုံလေးနားထောင်ပြီးရင်မိဘတွေစိတ်ချမ်းသာသွားရင် ကုတူအများရပါတယ်လို့ဒီကနေပြောချင်ပါတယ်အဲ့ဒါတိတ်မှန်တဲ့စကားကျမမေယာကျမကိုအများကြီးရှေ့ဆောင်လမ်းပြပေးတဲ့မိခင်တယောက်ပါအရန်ကောင်းတဲ့အရန်တော်တဲ့မျိုးသမီးတယောက်ပါဒီတိတ်ဒီအတက်အတီရွယ်အထိဒီအင်တာဗျူးမှာဖြေလိုက်တယ်နောက် အာအမေထက်ဖုန်းသုံးပြီးတော့ခင်မိတဲ့အန်တီတွေအတော်တွေအမေတငယ်ချင်းတွေတွေ့တွေ့ပါလိမ့်မယ်အမေဒီဒီနေ့ဒီချိန်ဒီမနက်၄နာရီနေတိုင်းထားပြီးဖျားရှိခိုးပြီးသူဈေးရောက်နေဈေးသွားရောက်လာလဲဆိုင်ခန်းနဲ့မဟုတ်ပါဘူးကားလေးနဲ့ဆိုင်ကယ်လေးနဲ့ချင်းနှောင်းလေးနဲ့တင်ပြီးတော့အမေကဈေးရောက်ပါတယ်ရောက်လာလဲအကုန်ဆုံးပါပဲဟန်လေးတော့တမိတော့မသိဘူး တခါကြီးကြရင်မိုးရင်းဆိုသူထီးရောက်နေမိုးကရောက်နေအာလူရသည်ဆိုရင်ထမင်းခတ်တဲ့ဇွန်းနေလေအာလူကိုရမယ်လက်အိတ်တွေအဲ့လိုမိုးရသည်ဆိုခမောက်တွေနှွေရသည်ဆိုအဲရေပြုံးနေရေပုတ်ရေပြွတ်တွေတကြံဆိုတကြံသူကရာဒီလိုက်ရောက်လာတော့အန်းစရာမရှိရင်ကော်ဖီတစ်ထုပ်အန်းနေစားတစ်ထုပ်အန်းနေသူကအဲ့လိုမျိုးကိုရီဈေးဝယ်ရင်မို့ချုပ်ချင်နေအန်းတယ်လို့အဲ န့်စီးပွားရေးကွက်ကတော့အမေကဒီချိန်လေးတော့အရန်အောင်မြင်တယ်အမေကိုလိုက်လို့မမိပါဘူးဖေကထားခဲ့တာလေထားခဲ့မှမခံစင်စင်တာအမေနဲ့တူတူရှိစေချင်တာဒါပေမဲ့အမေကအနေ့တိုင်းငိုရရန်ဖြစ်နေဆိုတော့အဆင်မပြေတော့သူတို့နှစ်ယောက်လမ်းခွဲတာပိုကောင်းမယ်ထင်လို့ဟန်လေးကိုယ်တိုင်ပဲဆုံးဖြတ်ပြီးအမေနဲ့အကြူနေခဲ့တာပါ broken family ဖြစ်လာလို့လဲအမငယ်ပါနဲ့လို့ဒါကအကြောင်းရင်းရှိပါတယ်မိဘတွေမှာသူတို့အကြောင်းရင်းနဲ့သူတို့လာတယ်လို့ ကို့မှာကို့ကန်နဲ့ကို့လဲပါလာတာဖြစ်တဲ့အတွက်အတင်းမှာနောက်တစ်ချိန်ကိုအတက်ရွက်ရလာလို့ကိုကြီးလာလို့မိဘတွေကိုမိဘဆိုအဖေဆိုအဖေပဲအမေဆိုအမေပဲအဲတို့တည်ရှိတော့အဖေအစ်စ်အိမ်ထောင်ပဲပြုတ်ပြုတ်အမေအစ်စ်အိမ်ထောင်ပဲပြုတ်ပြုတ်သူတို့အသက်တွေကြီးလာလို့ရှင်သူတို့အချင်းချင်းပြန်ပြီးပြုစုရမှာ ဖြစ်တဲ့အတွက်ဟိုကို့မှာတားပိုင်ခွင့်လည်းမရှိပါဘူး တဲ့လားဟန်လေးပြောချင်တာဟိုဒါအဖေဟန်လေးအဖေနဲ့မေးတော့မရှိပါဘူးဟန်လေးတို့မြင်ဘူးနေတဲ့မှာဥမာဦးလေးတွေဆိုရင်အိမ်တော်ထပ်ပြူရဲဆိုပြူရမှာအသက်ကြီးလာရင်ကိုကိုပြန်ပြီးတော့ကိုကိုတို့အချင်းချင်းပြန်ပြူစုရမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါလည်းဒါလို့မရပါဘူးလို့အဲ့အတွက်အားမငယ်ပါနဲ့လို့အကောင်းဆုံးဖေရဖေပဲအမေဟာအမေပဲနှစ်ဖက်ညအောင်ချစ်ပေးဖို့ပဲလိုအပ်ပါတယ်လို့ပြောရင်းနဲ့ဟန်လေးဒီကုံချုပ်ပါရှင်နှုတ်ဆက်ပါရှင်ကျေးဇူးများတင်ပါရှင်